လက်တွေ့ကြကြကိုယ်ခန္ဓာပရိထားကိုတိရတဲ့ကိစ္စဟောက်ပြန်နေလို့ဆက်ကြည့်မယ်ဆိုရင်အဲ့ဒီဖောက်ပြန်တဲ့သဘောတွေကိုပတ်သားတော့ဉာဏ်နဲ့ပညာနဲ့ဣတိရူပသအခင်မောအဲ့ဒီဖောက်ပြန်လာတဲ့သဘောတရားတွေပြည့်သွားတယ်လို့ ဒါဝါအခိုင်မှာအပိုင်နိုင်သိရင်တော့သာတော်နဲ့ခံရတော့သာသရာကျင်လဲတဲ့အာသောတရား၄ပါးတို့ကုန်မယ်အကယ်၍များဌာနတော်နဲ့သိရမယ်ဖောက်ပြန်တဲ့သဘောပတ်သက်တော်နဲ့မြင်ရမယ်ပြတ်တဲ့သဘော ဒါကိုအားလုံးမသိမမြင်သေးပဲနဲ့သတိအလေးချင်းနဲ့သိတဲ့ဇာနာတော်ဖောက်ပြန်တဲ့သဘောယုံကြည်ချက်ခိုင်ခိုင်မာမာနဲ့သိရင်အာလောနာအာလောလေးပါးရဲ့ဒိဋ္ဌာလောတို့ခရံကုံညို့ဟာရရဒီဟောတာပြီးပေါ် Aje nu kom vi avo i det här då. Det här då så det sig avo. Må ju ne så. Sänjo mu. Jo mu. Det där fi vi ne laddu ya ထောက်ပြတဲ့သဘောကိုအပြတ်သိမယ်ဆိုရင်ယုံကြည်ချက်ခိုင်ခိုင်မာမာနဲ့သဘောပေါက်မယ်ဆိုရင်မိမယောက်ျားပုဂ္ဂိုလ်သတ္တဝါငါသူလူနဲ့ခေါင်းကိုခြေလက်ဆိုတဲ့သက္ကာဒိဋ္ဌိအစွဲပဋ္ဌာဒိဋ္ဌိအစွဲဟာအနည်းဆုံးအားနေပါ ဟောက်ပြန်တဲ့သောအပြက်သိရင်တော့အဲ့ဒီအစောပြုတ်သွားအဲ့ဒီဖောက်ပြန်တဲ့သဘောမပြတ်မလမင်းတို့နေရာကနှလုံးသွင်းတိုင်းဒီမငြိမ်မသက်တဲ့ပြောင်းလဲဖောက်ပြန်တဲ့သဘောတွေသာ အမှန်ရှိတဲ့ခန္ဓာကိုယ်ပဲလို့တိနပရိညာနဲ့ပြက်ပြက်သတ်သတ်သဘောပေါက်တယ်ဒိဋ္ဌသောဒိဋ္ဌသောအာနေချက်ကမိမောက်ကြပုဂ္ဂိုလ်သတ္တဝါခေါင်းကိုခြေလက်ဒီအစွဲလန်းနေရ တော်လာမှုတော်တော်အားနည်းတော့လည်းငယ်လက်တွေ့ကြကြပါပြညာတွေကဒီအမှန်မသိခင်ကငါပဲသူပဲလူပဲနတ်ပဲမိမကိုကြောက်ကိုချင်တဲ့ကိုစိုးရဲဆိုခိုင်ခိုင်မာမာရှိတော်ကိုပြန်ပြီးတော့သတိစားအခု ထောက်ပြတဲ့သဘောကိုတော်တော်ကြီးကျင့်ရပြီးတော့လက်ခံယုံကြည်မှုရလာတဲ့အချိန်မှာလောကပြောတဲ့နေရာမိမကပုဂ္ဂိုလ်သတ္တဝါပြောတော့ပြောတယ်ကိုယ့်ဟာကိုသိတယ်ပေါ်ပေါ်တက်မှာပြောလိုက်လက်ခါတတိအစွဲနဲ့ငာမငာဆိုတာမျိုး မရှိတော့ကိုစိုးတယ်ဆိုကိုပြောတယ်ပြောကိုယ့်အကူသိပါဟာနေလားပြောလျာရှိလို့ပြောလိုက်တာပဲတကယ်စိုးစိုးလောက်လောက်ကြီးလို့မဟုတ်တော့တော့ခန္ဓာဘကသာဟုပါဠိတော်ကအာသမိတိအဓိကတာငါလို့တော့လောကပြောတိုင်းပြောတာပဲပြောသေးတယ် အယဟမသူဤနတမလူပတ်လာပြီတကယ်ငါပဲလို့အရင်တော့ကလို့တော့အခိုင်မမဆိုးတော့အဲ့ဒါကိုဖောက်ပြန်တဲ့သဘောကိုတော်တော်ကြီးကြည်ကြည်မြင့်မြင့်လက်ခံယူရလာရင်အဲ့ဒီလိုကစပြီးတော့ပြောင်းလဲမှုဖြစ်လာတကယ်သက်သာတည်းပြုတ်သွားပြီဆိုတော့ လောကပြောတယ်ရှိတယ်ပြင်းရတော့ပြောသေးတာကိုလုံးဝမစိုးတော့ဘာငါဘာလုံးလို့ငါပဲသွားမလို့မပြောမဖြစ်လို့ပြောတယ်ငါမဟုတ်တဲ့သဘောတရားတွေပဲလို့နောက်ကနေလိုက်ပြီးအဲ့ဒါမိမိစိတ်ထဲနှလုံးထဲမှာခန္ဓာရဲ့အမှန်တရားဖောက်ပြန်မှုလက်ခံယုံကြည်မှု နေရာရသွားပြီးတော့ ဒီလိုဖောက်ပြန်တဲ့သဘောမသိခင်ကလက်ခံယုံကြည်ထားတဲ့ပုဂ္ဂိုလ်သတ္တဝါမိမဟုတ်ကြပညာဆွဲတော့နေရာမရှိတော့ဘူးဖြစ်တော့တကူလက်ကျင်နဲ့အားပေါ်မှာတည်တာပဲအဲ့ဒီညာတိုင်းတာအရာမိမလို့စွဲဘူးအားနေပါတယ်သမီးမတို့ဝိပဿနာလုံမှာတတိပဒလုံမှာအဓိကအ ရှင်းဦးတော့အရေးကြီးတဲ့ကိစ္စဒီတော့ကိုလေ့လာလေ့ကျင့်ထားတဲ့မြင်းမြေဆိုဆိုသိရမယ်ဖောက်ပြန်တဲ့သဘောကိုနေရာတကာမှာခိုင်ခိုင်မာမာသဘောပေါက်မြန်မြန်သိဖို့လေ့ကျင့်ပါ ခြင်းခံမြတ်စွာသဘောပေါက်အားထုတ်ပါမိမိတို့အမှန်အမှန်တိုင်းသိရတဲ့ကိစ္စဟာတကယ်ဝင်လေးစရာ မဟုတ်ပါမမှန်မကန်မိမိတို့မှတ်ယူပြီးတဲ့ကိစ္စဟာတော့ဝင်လေးစရာအဲ့ဒါတော့မှအလွယ်တကူလက်ခံယူကြည်လာရင် အမှန်ကိုတွေ့နေသိနေရတဲ့ အခုလို ਪਰ မတိမျိုးမိမိအကျိုးပြုမဲ့အတိမျိုးမတိမနေစူးစားပြီးကိုလုံးတယ်ထောက်ပြန်တဲ့လို့ညံ့ညံ့သိနေပါအရှုအကြည့်အတိများရဲ့ဓမြဲဘူးမြဲလား ကိုသိရမယ်ကိုကိုအကျိုးပြုမယ်သဘာဝဖောက်ပြန်မှုတော့ခန္ဓာမှာအသိမ့်မယ်ဒိဋ္ဌိပါတိရောလာဝတိဝဒါအမှန်တရားတွေပဲလို့ခေါ်သလိုပြသလိုသူ့လက္ခဏာကိုတွေ့ရမယ်မငြိမ်မသက်ပြောင်းလဲချက်ကြီး ခန္ဓာရဲ့ပင်ဝသမာဝဖောက်ပြန်လာရရမိမိရဲ့ရုပ်ပါမတ်ဆိုတဲ့ဒီခန္ဓာရဲ့အာဒီနောအပြစ်တွေပဲအပြစ်ဖြစ်တဲ့ဖောက်ပြန်မှုတို့မိမိကအာဒီနဝေသအာဒီနောတော့ အပြစ်ကိုအပြစ်တိုင်းမြင်အောင်ဖောက်ပြန်တော့ဖောက်ပြန်တဲ့အတိုင်းသိအောင်မြတ်စွာဘုရားလမ်းကြီးပေးထားတဲ့အာဒီလောကဒေသဖောက်ပြန်တဲ့သဘောဖောက်ပြန်နေတယ်တကယ်ကိုမငြိမ်မသက်တဲ့သဘောတရားကိုဉာဏ်နဲ့သိပြီးတော့မှ ဖောက်ပြန်တယ်လို့ရှုတာဟာယုံကြည်ချက်ပါတဲ့အသိမျိုး ီနေ့၃ရက်လေ့ကျင့်လာပြီတော်တော်လက်ခံယူကြည့်ရဖို့ကောင်းတယ်မိမိတို့စိတ်ကြည့်ဒါသာလေမြတ်စွာဘုရားရဲ့လမ်းညွှန်ချက်ပဲလို့မြတ်စွာဘုရားရဲ့လမ်းညွှန်ချက်ကို ရုံရုံကြီးကြီးနှလုံးသွင်းရင်ဒါသိမြဲဖို့ခိုင်မာဖို့ဟာသိခဲတဲ့ကိစ္စမဟုတ်မြတ်စွာဘုရားတိဒီလိုသင်္ခါရမျိုးမကျွင်းမကြောင်သိတော်မူမြင်တော်မူတဲ့အတွက်ဒါကိုလက်ကျင်ကလုပ်ဖို့ ဓမ္မနုပဒနာအစီအစဉ်နဲ့ဟောတာဒီတော်တရားတို့ရဲ့ပင်ကိုယ်သဘောဝဖောက်ပြန်မှုဒါရီယာမငြိမ်မသက်တဲ့သဘောတရားတွေပဲဒါရီယာရူပသသမုဒ္ဒယဆိုတဲ့ မိမျိုးစုံနဲ့ဖောက်ပြန်လာတဲ့သဘောတွေပဲဖောက်ပြန်မှုတွေနီးမျိုးစုံတော့သူ့အကြောင်းပြုတဲ့သဘောတရားရုပ်သိရင်ချုပ်နှင်းပြည့်စည်သွားတဲ့သဘောတွေကလည်းအမှန်ပဲလို့အလုံးစုံသောတရားကိုသိတော်မူမြင်တော်မူတဲ့မြတ်စွာဘုရားသိတော်မူမြင်တော်မူတဲ့အတိုင်းသာဝကတို့အတွက်ဣတိရူပံ ဣတိရူပတသမှုတေယောဣတိရူပတအထေကောရူပခန္ဓာရဲ့အကြောင်းဟောညွှန်ထားဓမ္မန္တရားသိတော်မူတဲ့မြတ်စွာဘုရားရဲ့လမ်းညွှန်ချက်ပဲလို့ယုံကြည်ပြီးတော့ဖောက်ပြန်နေတာတွေကအမှန်တရားပဲ ခန္ဓာကိုယ်ကအမှန်ရှိတဲ့သဘာဝတရားတွေဒီဖောက်ပြန်မှုတွေပဲလို့အဋ္ဌညာယုံယုံကြည်ကြည်နဲ့ခိုင်ခိုင်မာမာသိအောင်ထပ်ခါတက်ခါကြည့်ပါ မြတ်စွာဘုရားသည်သံသရာခန္ဓာဖြစ်တော်ဒုက္ခလို့မြင်တယ်ခန္ဓာဖြစ်နေတယ်ပြသံသရာမှာဒုက္ခဖြစ်နေတာပဲခန္ဓာဖြစ်တာလည်းပဲငါပဲသူပဲမိမောက်ကြပုဂ္ဂိုလ်တ attva လို့ကဏ္ဍနဲ့စွဲယူပြီးတော့ဥပါဒဏ်နဲ့စွဲလောင်းလို့ وہ سیک سکھا ٹانگڑا سکھا. لے رہے تو غیر جیسے سے سان جیت جی کھانا تانگڑا چکی سا لانے تو ابھی دیا نے ٹانگڑا اب سو سے کانگڑا اب ڈانگرا اپ لیسان گرام مشت لو اپنا مکس گارے جی نہ چیز چاہ အပယ်မှာဖြစ်တဲ့ခန္ဓာမျိုးအပယ်မှာဖြစ်တဲ့သံဃာမျိုးအဲ့ဒီအောက်သံဃာပြတ်သွားဖောက်ပြန်တဲ့သဘောဒါကိုအရှင်ဆုံးမြတ်စွာဘုရားကဇာနာတော်ကိုယ်ရဉာဏ်နဲ့သိတယ်အသိနဲ့ဖောက်ပြန်တယ်လို့ယုံကြည်ရကြအောင်သိပါ အပေသံရဖြစ်စီတကြစီတတ်တဲ့ဒိဋ္ဌံလူတရားကိုစဖြုတ်တာအနုဝရသုံးမြတ်စွာဘုရားခန္ဓာကိုစစ်ပြရူပန္တခါကတောတိသမနုပတ္တိမိမိတွေ့နေတဲ့ရူပန်ဆိုတဲ့ဖောက်ပြန်မှုသည်တထာကတောတိသတ္တဝါဘယ်လို့ သမလူပတ္တိရှုသလားတဲ့လက်ဆိုဗျာအနုရယဟံမေအနုရယဟံလက်ဆိုဗျာရှိမှာခန္ဓာကိုရှုခန္ဓာကိုကြည့်ခြေသာအနုရရူပံပတ္တိဖောက်ပြန်အောင်မြင်သလားဧဝံပန္တိမြင်ပါတယ်ခရာဖောက်ပြန် ခန္ဓာတစ်ခုလုံးမှာမျိုးစုံသုတ်နေရာနဲ့သူအမျိုးမျိုးဖောက်ပြန်ဘယ်နေရာကဘယ်လိုဖောက်ပြန်ဖောက်ပြန်ဖောက်ပြန်တဲ့သဘောတရားဆိုတာဟာ မိမိတို့ထင်တဲ့ခိုင်မာတယ်ဆိုတဲ့ခန္ဓာကိုယ်ရဲ့မခိုင်မမာကြောင်ပြတဲ့လက္ခဏာအဲ့ဒီသဘောတရားကဘာလဲရူပမှာဖျက်ဖောက်ပြန်တဲ့သဘော ဒါပေမဲ့အဲ့ဒီဖောက်ပြန်တဲ့သူကရူပံဒီတတ်တာကတောတိသံလူပတ်တယ်ဒါသတ္တဝါလို့ရှုသလားရူပံဆိုတဲ့ဖောက်ပြန်မှုကိုတွေ့နေပါရဲ့နဲ့အနုရယံဒီသတ္တဝါလို့ရှုချက်မပါတဲ့အတွက်သတ္တဝါမဟုတ်ပါဘုရားနောဟိတံဗန္ဒီဒါပေမဲ့ဒီဖောက်ပြန်တဲ့သောကသတ္တဝါမဟုတ်ရဲ့ ထောက်ကြတဲ့သဘောဒီပါလေဖျားမေးရူပါရူပါတိသမလူပတ္တမိထောက်ပြန်တဲ့သဘောကဖောက်ပြန်တဲ့သဘောပါဖျားအရှိတရားကိုရှိတဲ့အတိုင်းရှောက်သိစရာဖြစ်တဲ့ဖောက်ပြန်တာကိုဖောက်ပြန်တယ်လို့သိနေမှာ ဘယ်နဲ့တတ်တော်ပုဂ္ဂိုလ်မိမ့်မောက်ကြရှာအောင်လဲရှိတာလဲဖောက်ပြန်မှုအဲ့ဒီဖောက်ပြန်မှုကြည့်တော့လဲသူကချုပ်သွားပြက်သွားဒါသူ့သဘောတရားလမ်းကြောင်းနောက်ချုပ်သွားပြက်သွားတဲ့နေရာကိုထပ်ကြည့်တော့လဲဖောက်ပြန်တဲ့လူတို့နောက်ထပ်အစ်စ်ဖောက်ပြန်မှု ထောက်ပြန်တဲ့သဘောမှာတတ္တဝါရှိတယ်လို့ဆက်ကြည့်တော့ပြတ်သွားတယ်။နောက်ထောက်ပြန်မှုအပစ်တခုအစားထိုးတာ။ထောက်ပြန်မှုတွေသာလဲဆက်လက်ပြီးတော့ပြောင်းလဲထောက်ပြန်နေတဲ့အတွက်ရူပရူပန္တိသမလူပတံထောက်ပြန်တဲ့သဘောကတတ္တဝါမဟုတ်ထောက်ပြန်တဲ့သဘောသာလဲအမှန်ပါဖရာလို့ရှောက် အဲဒါလိုပဲဖောက်ပြန်တဲ့သဘောအတွင်းမှာသတ္တဝါရှာတယ်မရဘူးဖောက်ပြန်တဲ့သဘောပြင်ပမှာသတ္တဝါရှာတယ်မရဘူးဖောက်ပြန်တဲ့သဘောအားလုံးစုပေါင်းပြီးတော့ခန္ဓာ၅ပါးစုပေါင်းပြီးတော့သတ္တဝါရှာတယ်မရဘူးငါကဘာရှိမှမရှိဒီသဘောတရားမသိလို့သာဒီသဘောတရားတွေဥပမဲ့မိမောက်ကြလို့ထင်တာသဘောတရားအပေါ်ကိုတွေ့တော့မိမောက်ကြဆိုတာထင်တဲ့အထင်တရားအလကားပြောက် ဲတော့မှန်တဲ့သဘာဝတရားဖောက်ပြန်မှု မှန်တဲ့အတိုင်းဖောက်ပြန်နေတယ်လို့သိချင်းဒီသားလဲမိမိတို့မမှန်မကွာဆွဲယူတဲ့သက်္ကာတိတူပယ်တဲ့နီးခွာတဲ့နီးပဲမိမတို့ကြပုဂ္ဂိုလ်တ attva ခေါင်းကိုချဲလို့ဆွဲတဲ့သက်္ကာတိတူအစွဲပြုတ်မှာ အပေတကားပိတ်အောက်လံကရာပြတ်ပြုတ်အောင်ကလည်းသူ့သွားပြီးတော့ဖြုတ်နေလို့ရတာမဟုတ်အမှားကားဆိုရဲဖောက်ပြန်မှုစိတ်ထဲလုံးနဲ့မှယုံကြည်တဲ့ခိုင်မာသွားအောင်မင်းတို့ရှုပွားနိုင်ရင်လက်ခံယုံကြည်နိုင်ရင်လက်ခံယုံကြည်မှုမရှိတော့တဲ့သက်္ကာရတ္တိကသူ့အတွက်နေရာမရှိတော့ အဲ့တော့ဖောက်ပြန်တဲ့သဘော အရှိတရားကိုရှိတဲ့အတိုင်းဖောက်ပြန်နေတယ်လို့ခန္ဓာအနှံ့သိပြီးတော့မင်းတို့ချိန်ခံများစွာ ထက်ကထက်ကရှုပ်နေရတာဟာကိုရှုပ်နေတဲ့ဖောက်ပြန်မှု အမှန်ပဲလို့အတီးပြုတ်နိုင်အောင်လို့ထက်ကထက်ကသိတာဒီဖောက်ပြန်မှုသဘောတရားကိုသဘောမပေါက်ဖဲနေတော့လက်ခံယူကြည့်မှုမရဘူးသဘောပေါက်ကိုကြည့်ပါကိုယ်ခန္ဓာနဲ့ကိုယ်အတိပဲ ဒီစီစီဖြည်းဖြည်းခါလောက်လုံးသွားဖြည်းရှိနေတဲ့သဘောတရားတွေဘယ်မှရှိသွားတာမဟုတ်မိမိတို့ခန္ဓာကိုယ် ်ငြင်းငြင်းသက်သက်ထိုင်ပြီးတော့အကဲခတ်သလိုရက်တဲ့သွားတဲ့လျောင်းတဲ့ခါတွေပါလဲပဲသဘာဝတရားဒီဘယ်ခါဘယ်နေရာဘယ်ဣရိယာပုတ်နေမှာရက်မနေဘင်းနဲ့သူ့ကိစ္စသူဆောင်ရပါဘတ်ဆိုရအမှန်တရားတို့သူ့ကိစ္စသူဆောင်ရက်သလိုလေ့လာတဲ့မိမိအသိဉာဏ်လည်းပဲခန္ဓာရဲ့အမှန်သဘောကိုအမှန်တိုင်သိဖို့

ရုပ်ပါမနံပါတ်နဲ့တီဆောက်လာတဖြည်းဖြည်းနဲ့သူ့သွားရလမ်းကြောင်းရုပ်ပါမတို့ဖောက်ပြန်လိုက်ပြက်လိုက်နံပါတ်တို့ကတိလိုက်ပြက်လိုက်ဒါလို့လာလိုက်တာမိမိတို့လူလောကတွေစရောက်တဲ့အနေနဲ့အခုနေနဲ့လုံးဝမတူတော့ဘူးကြောင်းလဲဓာတ်သူ့အမှန်လမ်းကြောင်းကိုအမှန်တိုက်ချီတဲ့သွားလို့ဒီအနေရောက်သွား ဒါရီကသူတို့ဘယ်တော့မှမရက်တဲ့အချိန်မှာအခုလည်းပဲဖောက်ပြန်လိုက်ပြက်လိုက်စီးလိုက်ပြက်လိုက်တယ်အနာဝရှိတဲ့ဘောင်းအဲ့ဒီမှလည်းသူလမ်းမဆုံးနေတော့ဖောက်ပြန်လိုက်ပြက်လိုက်တယ်ဆက်သွားတယ်အသေးမရောက်မချင်းအမှန်တရားလမ်းကြောင်းအမှန်တိုင်းသွားတယ်ဒါဖောက်ပြန်တဲ့သဘောတရားတွေမှတ်ကောင်းဘူး ဲ့တော့ခန္ဓာရအမှန်တဘောကိုအမှန်တိုင်းသိသောအဖြစ်ဒီခန္ဓာအမှန်တရား ਪਰ မတ်တို့ဒီကိလေသာမဖြစ်တဲ့အတိုင်းသူ့လမ်းကြောင်းအမှန်ကိုအမှန်တိုင်းသိနေတဲ့ယောဂီတွေသံဃာလည်းတဲ့ဒုက္ခပေးတတ်တဲ့ကိလေသာတွေမဖြစ်တော့မမမကမိမ့်မဝကြပုဂ္ဂိုလ်တ attva စွဲယူတဲ့နေရာမှာသာဖြစ်တယ် ဟုတ်ခန္ဓာကိုသိတိုင်းသိတိုင်းအဲ့ဒီအစွဲယူတွေကမဖြစ်ဘူးမဖြစ်ရင်ကိလေသာမဖြစ်ဘူးအဲ့ဒါလက်ငဲအကျိုးရတဲ့တရားပဲဒါကိုအကျိုးရမယ်တရားကိုမိမိရရသိသွားအောင်ဖောက်ပြန်တဲ့သဘောများများသိအောင်လေ့ကျင့် ခန္ဓာရဲ့အမှန်တိုင်းအရှိတိုင်းရှိနေတဲ့သဘောတရားကိုမင်းတို့အကဲခပြီးတော့အလိုက်တင်သိသွားတာနဲ့ပဲလက်ခံယူကြည့်ဖို့ရနိုင်တဲ့ကိစ္စမပြတ်မပြတ်သိလို့လားလို့ရအဲဒါသခိုင်းဝင်တဲ့ရက်တွင်းမှာတော့ကိုယ်ခန္ဓာကိုသိဖို့အလုပ်တာအဓိကဖြစ်တဲ့အတွက် ဟိုဒီဒီကိစ္စတွေနဲ့အချိန်မကုန်အောင်ဘယ်လိုဆိုင်ပါမိမိတို့ဟာခொနည်းတရားစကားဝင်အားထုတ်ပြီးယောဂီပါလားလို့အသိဉာဏ်နဲ့မှပြောက်သွားတော့အောင်ခရီးထားပါဒီခန္ဓာကိုယ်စကားပြောနေမယ်ဒီပင်ကိစ္စတွေပြောနေမယ်ဆိုရင်ခန္ဓာကိုယ်ပေါ်မှာအသိပြောက်သွားတယ် အကောင်းဆုံးကတော့မိမိခန္ဓာကိုယ်ဘယ်ဣရိယာပုဂ္ဂိုလ်ပဲရှိရှိမိမိတိရောက်တဲ့ကိုယ်အသိနဲ့ကိုယ်သိနေချမ်းချမ်းသာသာနဲ့လည်းသိလို့ရတယ်တရားအသိသာအဓိကခန္ဓာကိုယ်ချမ်းသာခြင်းအဓိကဟုတ်ဓာတုကိစ္စနဲ့သူအဓိကဖြစ်တဲ့ခန္ဓာသဘောကဟုတ် အဲ့ဒီတိုင်သိဖို့အဓိကအသိဉာဏ်အဓိကထားပြီးတော့ကြိုးစားရှုပါပင်မဆဲမြင့်စေပြီးတော့ရှားတဲ့အလုပ်မဟုတ်ဘူးအချိန်နှဲသွားပြီနဂိုအမှန်တည်းရှိနေတဲ့ အရှိတရား ဖောက်ပြန်မှုကိုအမှန်တိုင်းသိတဲ့သမ္မပညာဆိုတဲ့ဉာဏ်နဲ့မှန်တဲ့တိုင်းသိသိသွားရင်ဖောက်ပြန်တဲ့သဘောဖောက်ပြန်တဲ့သဘောသတ်သမယုတ်မဆူရပဲနဲ့ကိုယ်အသိဉာဏ်နဲ့ကွယ်သွားဒီသိဉ္ဉံဘလောက်ခိုင်မာကြလဲဆိုတာမိမဟုတ်ကြပုဂ္ဂိုလ်သတ္တဝါအစွဲနဲ့တိုက်ကြည့် ပြောလာပြောတယ်ပြောလို့သာပြောတယ်အစွဲမပါတော့ပြောရုံပဲအမှန်ကတော့ဖောက်ပြန်တဲ့သဘောလားအမှန်ပဲလို့အတိယလေ့ကျင့်ထားတဲ့ခိုင်မာတဲ့ပုံပါဟောရက်တယ်အကျိုးစားပြီးတော့သိပေးမိမိတို့စကားဝင်တာဒီရည်တိခိုင်မာအောင်သိဖို့အားထုတ်တဲ့အလုံးလို့ဓာမျက်ချီမပြတ်နဲ့ ခန္ဓာသဘောတရားကိုသိပြီးနေပါနေရာတကာသိဖို့လိုတယ်ဒါအသိလို့ဉာဏ်လို့ကာရအချိန်ပြည့်သွားပြီ